ဒီသာမန်ဘာသာရှိသူပြန်သူလက်ဆောင်လေးရဲ့ရောင်လုံးရဲမိုင်းရောမင်းလောက်ကိုနေအဲ့ရသာနေမကောင်းဒါနဲ့လုံးလေးမှာမှရှင်းတော်တော့ အစားတော်လည်းမရှိပါဘူး။အပူနဲ့နဲ့တို့တယ်။တရားခုတယ်ဒီလိုဆို။အာတရားခုဆိုဘာမှအရင်ကြီးရောဟိုတော့မနေ့က။မနှုံးနဲ့ပတ်သက်ပြီးဖြစ်တော့အဲဒီမှာဘူးလေးလက်တိုင်းပေါ်ပြီးညံ့နေတယ်။အများကတော့ရှိပါလားဆို။ကိုယ်လည်းညံ့နေတယ်လို့ပြောတာ။ဘာလို့ အဲ့ဒါဘူးတရားကိုယ်စေဆိုတော့ဘာမှဖြစ်တော့ဘူးဆက်ပြောတော့နော်စီးလူဝင်လို့တော့ငါဖျားတော့ဘာလို့မရှိတော့ဘူးအမနေ့ကသာလို့လူကောင်းမအကိုက်ဆဲရတော့တကောလုံးကိုကဆဲတာထုတ်ဆောင်နိုင်ပြီအဲ့အမနေ့ကမိကောင်းမတော့ရတိကလူကလူကောင်းမလို့စကားပြောတော့အားကြီးဟုတ်ပါရက်ကဒီလုံးဖြစ်ပြီးတော့စကားအားနေပါကြတော့ ဘာကြီးလဲဒါပြောလို့မကောင်းအဲ့ဒါလည်းသင်နေဘူးခုလည်းငါနေကောင်းသွားလို့ဆိုတော့ပါလာလာအဲ့ဒါပြောလို့မကောင်းဘူးဟုတ်ပါဘူးအဲ့တော့မင်းပါဘယ်ဟောလဲငါလာတဲ့ဘူပေါင်းတော့ပြောပါဖြစ်လို့လေဘောအေးရယ်ဘောနေကောင်းကောအဲ့လိုဒီဘက်တော့မြဲတယ်မင်းကမြဲလို့ရဆရာတော်ပြောတဲ့အတိုင်းလေငါတရားတော့ဆက်ဆောင်လို့ဟောမှာလေ ဟောဖြစ်နိုင်မယ်ပြောပါလို့ဆရာသိလည်းဟောမလို့ပါဘူးငင်္ဂလာမယ်နိုင်လို့သိတော့ဟောနိုင်မှာရှိဘူးဒီကသက်ဆိုင်တဲ့တိက္ခူရောရှိဘူးမှန်ပါရဲ့အဲလုံးမဖြစ်ပါဘူးဘုရားကောင်းလို့ရှိမလို့ခဏကမလိုက်လူနေနဲ့တော့ကောင်းသားတယ်ဘောလူကလည်းဖြစ်ပါဘူးဘုရားလူပါဒီက စိတ်နဲ့လို့ရတယ်လို့ဖြစ်တယ်။ဒါစိတ်ကတော့နည်းနည်းအာမင်။ဟုတ်ပါတယ်။တရားနဲ့ပတ်သက်ပြီးပြောရဆိုအဲ့ဒီဥစ္စာတော်ပြောလို့ဆိုတော့မကောင်းအောင်အားနည်းလား။တော်တော်အားစိတ်ပြောဟုတ်ပါတယ်။အဲ့ဒါကိုယ့်ရဲ့ဟာနိဇလကဆိုတဲ့ချုပ်တဲ့ဘာရလဲ။ဓာတ်ပုလောက်နေလို့ဖြစ်တာပဲ။ကိုယ်ကဒီဥစ္စာဘာပတ္တာအနေနဲ့တော့ပြောလို့ဆိုလို့ပြောလို့လောက်လို့ဖြစ်တယ်လို့ဆိုတော့ခင်လား။မှန်ပါပါ။ သဘောကတော့မရဒါကကိုလုံးလုံးမရတဲ့အလတ်တော့ဘူးဟုတ်ကဲ့အဲ့ဒီအခုဒီကိလေဘောလေးတရားတော်ဟုတ်တယ်မဟုတ်နိုင်ဘူးဒါတတိသေးတယ်ဥစ္စာဘယ်လိုရှိလဲကျောင်းဒီမှာညွန်ပြတယ်ဆိုဝိပဿနာပြင်ရင်အဓိကထားဘုရားကဘာရှိလဲရုံဏပရမတ်ကိုရှိတာမှန်ပါရုံဏပရမတ်ရှိလို့ရုံဏပရမတ်ကဘာလဲဆိုဒီခန္ဓာကိုယ်က ပရမယုံတော့မဲဆိုတော့အားလုံးပြောတာမှန်ပါတယ်ပြောပါပရမဖြစ်တယ်ပရမဆိုတာအဟံတရားကိုယုံအောင်ပဲယုံဆိုတော့ဘာလဲဖောက်ပြန်တဲ့သဘောကြီးငါဆိုတော့ဘာလဲသိတတ်တဲ့သဘောကြီးဖောက်ပြန်မှုနဲ့သိမှုငါကိုရှိနေတဲ့အရှိကိုသိရတဲ့အလုပ်ဟာဘုံမလေးလောက်ပြင်မဲ့ဖောက်ပြန်တဲ့ဥစ္စာဘာလို့ဘာလို့ပြောဖောက်ပြန်တဲ့ဥစ္စာပြီးတင်လာပြီးရုပ်ပြီးအုံနေတာကရုပ်ပြီးဒါတော့ဒါတွေကိုဖောက်ပြန်မှုသိအောင်အကောင့်ထဲပေါ်တာမှန်ပါတယ်ဗျာဒါဆိုရင်ပေါ်လိတော့ရအောင် ဟောမယ်ဟောဥရောရဲ့ဖုံးနေခြင်းနဲ့ခန္ဓာကိုယ်မှာသိလောက်တဲ့ဖြစ်ပေါ်တဲ့သဘောတရားစုဟာမိမိဆိုတဲ့ပုဂ္ဂိုလ်သတ္တဝါလှုပ်ဆောင်ခြင်းမဟုတ်ပေမဲ့သဘောတရားတော်သူ့ဟာလည်းသူဖြစ်လာမှန်ပါတယ်ဆရာ။အဲဒါကိုမြင့်ချင်မပြတ်သိနေဘူးခန္ဓာနဲ့ရင်းရတာကိုဉာဏ်နဲ့ဉာဏ်ရတယ်။ခန္ဓာရဲ့ဖုံးပြန်မှုတွေဒီလိုဖြစ်နေပါလားဓာတိကိုလှုပ်တာကိုယ်ခန္ဓာရှိတဲ့အရှိကိုအရှိတဲ့အမှန်တရားကိုသိလောက်တဲ့သဘောကလည်းသိပြီးတော့နေတာတရားဒါတရားအားထုတ်မှန်ပါတယ် ဘယ်ရှိမှာပေါ်ပြီးတော့ဟိုလုတ်ဒီလုတ်ဟိုနဲ့ဒီနဲ့လုတ်တော့တာဒါရီရဒီအကြောင်းဘုံခန္ဓာရဲ့အမှန်လို့တရားတွေဘယ်လိုနေနေဖြစ်ရှိနေတဲ့သဘောတရားကိုအမှန်တိုင်းသိနေဖို့သာလဲဒါအလုတ်ဖြစ်တယ်ဆိုတော့သဘောပေါက်သွားတော့အလုတ်တော့ဖြစ်တာဟုတ်ပါရဲ့တို့ကဒီအလုတ်ဖြစ်ဖို့ဆိုတော့မြတ်စွာဘုရားကြီးကအရင်ကနာပါဘာပြည့်တဲ့ယုံကြည်ချက်ပြည့်ဖို့ရှိတာဟုတ်ပါရဲ့ရောကကင်းဘုလိုခန္ဓာဘုံမှာတရားစုမရလောက်အောင် ဟိုဒီခလမ်မခမ်းမကြမ်းတဲ့ကိစ္စဖြစ်တာရှောင်းဝဲဝင်มาဖြောင်းပြုံမမခမ်းလားရှိတာကိုရှိတယ်တိုင်းပရမတ်စုသာဖြစ်တော့ပရမတ်ရဲ့ဒေါ်ဒီယာတိုင်းမမှန်ပြီကိုဟုတ်ပါဘူးလောကဝိရိယလောကဝိရိယလဲခန္ဓာရှိတဲ့အမှန်တရားကိုသိရတဲ့အလုပ်ဒီဒါအမင်းပြီးလို့ပြီးဝင်ပြီးတော့ကြာဆပြီးတော့မိမိသဘောတရားတရားလောက်တာမဟုတ်တဲ့သဘောတရားပဲသဘောကသိကိုသမ္မပ္ပံလောကဝိရိယထားမှန်ပါပါ ဒုက္ခရသမဏေတို့အဲ့ဒီတော့ခန္ဓာရဲ့သဘောဝတရားသဘောဝသိတဲ့အနေနဲ့သံဝဒိဋ္ဌိနဲ့ဖောက်ပြန်တော့ဖောက်ပြန်တယ်လို့ပြတော်ပြတယ်လို့ဒီလိုဉာဏ်နဲ့ပြန်လေးသိသွားရင်ဒါပရဏိယဉာဏ်ကောင်းပါဘူး။ဒါလည်းပဲမခေမှုကိုယ်ခန္ဓာရဲ့ဈာမယူကိုယ်ကခန္ဓာသဘောတရားကိုသိဖို့သာလေအဓိကသဘောတရားဖြစ်မှုကိုမကြမ်းမမာလည်းပဲမိမိရုပ်သာကိုအမှန်တရားပရမတ်ကိုဖောက်ပြန်မှုကိုလည်းသိသွားရင် အဲ့ဒီမကြောက်မမာတာကိုရှုရင်းနဲ့ပဲဒါအလုပ်ကဖြစ်သွားတာပဲခန္ဓာမမာမှန်တရားသိဖို့လားအဓိကဖြစ်တယ်ဆိုရယ်ဘယ်ရမှန်တရားကိုသိဖို့လားတော့နောက်မြတ်စွာဘုရားသတိပေးတယ်အမှန်တရားရှိတယ်ရှိလို့သိရတာကိုဟာနဲ့ကုလို့ဘုရားလေးဒါပေမဲ့လို့အဲ့ဒီမှာမောင်တွေ့ရမယ်ဒီရှုလို့သိလို့ကိုခန္ဓာရှိတယ်ရှိလို့သိနေတဲ့လို့ဝုံမလေးလိုမယ်လို့အဲ့ဒီဥစ္စာကိုသိဖို့အတွက်သာသနာဘုရားကလုံလောက်မဲ့အန္တရာယ်၅ပါးရှိမှန်ပါဗျာ အဲ့ဒါလာကတာဘုရားတို့မလဲခေါ်တယ်။အဲ့ဒီကဖြစ်တဲ့ဥသာဥဒါကိုကရှုနိုင်ပြီမလို့အချိန်ကာလသူ့လိုမဖြစ်တဲ့အချိန်မျိုးနောက်တော့ဟိုသူကသူ့ပိဋကသူ့တတ်လာသူ့လောဘပိဏာဆိုတဲ့ခေါင်းလို့အာဟာရရဖို့ကိစ္စလည်းအဲ့ဒါလည်းဒါခေတ်ကလာအလျော်စွာအဲ့ဒါမျိုးဒီအတွင်းမှာအဲ့ဒီဟာဒီကြုံလာလဲဒီဘေးတွေကြုံလာလဲကိုယ်ခန္ဓာရှိတဲ့ရှင်ကိုယ်မှမသိနေတဲ့အလုပ်မဟုတ်ဘူး။အဲတော့အဲ့ဒီအလျော်လေးရှိတယ် လုံးတယ်ဟူကာလနဲ့ပတ်သက်ပြီးတော့မင်းမြတ်စွာဘုရားဓိဋ္ဌာန်တော်ကတန်ခေါ်ဝေဘုရားပေါ်ပါတော့မဟုတ်ဘူးဟောဒီဟောမှုတွေဟုတ်ပါဘူးမြတ်စွာဘုရားရာဇူးကြီးမှာသရဲသုံးတဲ့အချိန်ဖေရဝုဒ္ဓောင်းမှာသရဲသုံးတဲ့အချိန်မှာတဲ့မြတ်စွာဘုရားရားနေလို့ပြောတယ်အနမတကွံဘုရားတန်လာတော့ပို့ပါတော့ဒီနတ်ပြည်ခြေသားတို့ဘုရားတို့ကျင်လည်လာတဲ့သန္တရာစီးရအဆမရှိမရှိပါဘူးအဲ့ဒီဟာအဝိဇ္ဇာနုဝရဏနာ အဝိဇ္ဇာဆိုတာအဟုံးအုံလည်းရှိမယ်တဏှာမောဟဆိုတာတဏှာတိဘောအလုံးခွက်လည်းရှိမယ်ဆိုရင်အဲ့ဒီသတ္တဝါဟာတော့ဒါသံဃာမှာကျင်လည်တော့တယ်တဲ့ဒါမျိုးဆိုပြီးပြောတယ်အဲ့လိုဝိရဘုဘဘဘခြေသားကိုရှင်းတော့ဖြစ်မှုတဲ့အကြောင်းပြောတယ်တဲ့ဒီမှာတော့ဝေဘူးလားပေါ့ဗရတာဒီအခုဒီသင်္ခေတသားတို့မြင်နေတဲ့ဝေဘူးလားတောင်ဆိုတာအဲ့ဒါဟုတ်ဒီကဘာရဲ့အစဖြစ်တဲ့ဟိုကောက်လား ကောက်ကူတော်မြတ်စွာဘုရားလက်ထက်မှာတဲ့ဟွတိရတော်ဆိုတဲ့လူမျိုးတွေဖြစ်တယ်တဲ့အဲ့ဒီတောင်ကလည်းပါစီနောက်မှာသားဆိုတဲ့တောင်မှန်ပါလားမရခဲ့တဲ့အဲ့ဒီတောင်ကိုကဲ့မဲ့ဆိုရင်လည်းအဲ့ဒီတိရတော်လူမျိုးတွေကလေးရက်တဲ့လေးရက်ဆင်းမှန်ပါလားအဲ့လိုတရားတဲ့တော့မြင့်နေတဲ့အဲ့ဒီလူတွေသက်တာလေသတ္တဝိသဝိသောသားလားအဲ့လေလောင်းတော့ဟုတ်ပါဘူး။ဒါဒီဘာရကောင်ကအစဟုတ်ပါဘူး။အဲ့လေလောင်းတော့မှဖြစ်တယ်တဲ့။ ဒီဝရဏံပြုလို့ရုပ်ဗန္နာဆက်နေလဲလာဘူးဘုရားသာဟနာမီအာယုအာယုဘဝလာဟုတ်ဒီနေ့၄00လောက်မှာအဲအဲ၄ရက်တည်း၄ရက်ဖြစ်တယ်တင်းတော်ဟောဗန္နာသမီးနာအဲ့ဒီအချိန်မှာကောက်ကူတန်တော့ဘုရားထောင်းလာမှာလာဟုတ်တော့ကောက်လာမြတ်စွာဘုရားပို့နေဒီကောက်ကမြတ်စွာဘုရားရဲ့လက်ထက်ပါတော့အဲ့ဒီဟာဝိတုရသေသူနာမသာဝကကြီးတော်ဟောသည်ခြေသာရိပုတ္တရှင်မောက္ကလံတို့လိုအဲ့ဒါမှာဟောတာကဝိတုရမထင်တဲ့သင်္ကြန်မထင်တဲ့ အဲ့ဒါဖြစ်တယ်ခြေသားတို့ပဒရာဒုသာစေဝိမသာပပရသာသမညာအန္တရာယတာအဘိပါစီရောဝလာဆိုတော့ဟာနာမည်တော့ပြောက်သွားမှန်ပါတယ်မရှိတော့ဘူးကွာဒီစမလို့သာကလည်းကတာအဲ့ဒီအတိဘုရားလူမျိုးတွေလည်းသိဟုန်ပြီအဲ့ဒီလူမျိုးလည်းပြောက်သွားပြီဘောဓဘဂဝါပရိနိဗ္ဗာန်တော့အဲ့ဒီကောက်ကူသမီးဆိုတော့လည်းပရိနိဗ္ဗာန်ပြသွားပြီဧဝံသေခါရဘိက္ခုရဲ့အိဋ္ဌာဧဝံအတုဝဘိက္ခုရဲ့သေခါရ ေဝံအနာဂါတိကဘေခုသင်္ခါရရှင်သာတို့သင်္ခါရဆိုသူရုပ်ပင်မကင်းနဲ့ရုပ်နဲ့သင်္ခါရသဘောတရားတွေအဲ့လိုမမြင်ဘူးအဲ့လိုမခိုင်ဘူးအဲ့လိုသက်သာမရဘူးဖြစ်တယ်ဒါကြောင့်သဘောသင်္ခါရတို့ယောဂရတိကဘေခုအလမေဝသဘောသင်္ခါရတို့လက်ဝင်တိတို့ဒါကြောင့်ရှင်သာတို့ရုပ်နဲ့သင်္ခါရရတယ်ဆိုရင်ပြအဲ့ဒီပုံမှာဒါလိုဖြစ်တတ်တဲ့သဘောတွေပဲလို့အလုံးစုံသင်္ခါရတို့မှာလက်ဝင်တဲ့ညီဝုံလို့အလားတော်တော့ပြီး အလောင်းဝိရတိကိုဩဝရမှုကိမှုတော်တော်ကြီးအလောင်းဝိလို့ဆိုတော့လွတ်မြောက်တော်တော်ကြီးတော်ကြီးရဲ့ဒါဒီကောက်တော်မြတ်စွာဘုရားလက်ထက်မှာဖြစ်တယ်ပြီးသားမှန်ပါတယ်။ဒါတော့ဘုရားပုံတော်ကြီးနောက်တစ်ချိန်ကျတော့အဲ့ဒီတောင်ဝါလည်းပဲဝေကကဆိုတဲ့နာမည်ပြောင်းသွားတယ်။ဘုပါတိရဝေသာဆိုတောင်နာမည်ပြောင်းပြီးတော့ဝေကဆိုတဲ့နာမည်ဖြစ်သေးတယ်ဒီဝေဘုလတော်ပဲတဲ့လို့ဖြစ်သေးတယ်ဒီတော့ဟောကတော်သေရင်တော့မလုပ်ပါနာအဲ့ဒီတော့ကလူမျိုးတွေလည်းရောဟိတ္တကလူမျိုး ဖြစ်တယ်အဲ့ဒီရောတဏ္ဍဘုဂုမလို့မှန်တိမ်ပေါ့ဝိပဿနာနီအယုမောလာအဲ့ဒီကရောတဏ္ဍလူမျိုးတွေသတ္တန်အနည်း၃တောင်းတာဖြစ်တယ်အဲ့ဒီလူမျိုးတွေမှာဒါကြတဲ့ဒီရောတဏ္ဍတောင်းကိုတက်မယ်ဆိုရင်တော့ဒီလေနာအရောဟဏီဒီလေနာအရောဟဏီဘုရားတဲ့ဘုရားချက်မှန်ပါဗျာတောင်းဝတရက်တည်းသေးဆိုတဲ့အန္တရာယ်ဒါကြတဲ့နှိပ်သွားပြီပြတ်သွားပြီဘုရားတဲ့ရှိတယ်တောင်းတဲ့မြေဆောင်ပြန်လက်တဲ့ကလေးရက်တဲ့ဟုတ်ပါရဲ့ဘုရားတဲ့ရှိတယ်လေတဲ့ အဲ့ဒီကဘုန်းနဲ့မြတ်စွာဘုရားဒီမြတ်စွာဘုရားလည်းပဲတဲ့အဲကိုးနာကုံတော့ကိုးနာကုံမြတ်စွာဘုရားလက်ထဲတဲ့အဲ့ဒီကိုးနာကုံမြတ်စွာဘုရားလက်ထဲမှာတော့ဖြစ်ဘယောပုဒ္ဒရာနာမပါဝကလူပါဟောလို့ဘယောသမထေနဲ့ဥဒ္ဒရာမထေရအဲ့ဒါပါဝကလူပဲတဲ့အခုအဲ့ဒီမြတ်စွာဘုရားလည်းပြိနေပါပြုသွားပြီအဲ့ဒီအဲ့ဒါပါဝကလည်းပြိနေပါပြုပြီအဲ့ဒီတောင်လူနာမယ်လည်းပဲအဲ့ဒီပြောက်သွားပြီအဲ့လိုဖြစ်တော့အဲ့ဒီအဲ့ဒီလူမျိုးဆိုတဲ့ရောဂါတဲ့လူမျိုးတွေလည်းမရှိတော့ဘူးတဲ့ တဲ့ဆရာတို့သင်္ခါရဆိုအဲ့လိုကြောင်းကြောင်းလို့ပြောရဲအတွေ့ဒီသင်္ခါရပေါ်နိုင်နေပင်တီတို့ဝိရိစိတ်တို့ဝိယုတ်စိတ်တို့အဲ့ဒါဒီလိုတတ်မဲ့ခင်မှုတော်ရဖို့ကိုယ်မှုအတွက်လွတ်မြောက်ဖို့အတွက်အားထုတ်ဖို့ကောင်းဘူးကြီးတဲ့ဆရာတို့အဲ့ဒါကိုပြောနောက်တစ်ချိန်ဘုဒ္ဓဘုရားပြေခွေဣမရဝေဘုလပေါ်ပရတာသူ့ဘာတော်သူ့ဘာတရညာဥဒ္ဓပါလေနောက်တော့အဲ့ဒီဝေရကဆိုတဲ့တောင်းတောင်းမဲ့ပြောက်ပြီးတော့အဲ့ဒီတောင်းဟာသူ့ပသဆိုတဲ့နာမည်ကြောက်သွား <laughs> အဲ့ဒီဒုက္ခသနာပဲကြောင်းတော့အဲ့ဒီရှင်ကလူမျိုးတွေကလည်းပဲအဲ့ဒီဝင်ကကလူမျိုးအနေနဲ့အနေပြီးတော့ပုပ္ပိယဆိုလူမျိုးဖြစ်လာတယ်။အဲ့ဒီမှာစကားလို့အဲ့ဒီပုပ္ပိယလူမျိုးတွေသတ္တဝိသရိဝတ္တဟာလာမိသတ္တအနှစ်နှောင်းတာဖြစ်တယ်တဲ့။ပုပ္ပိယဘုရားဘုရုသနာဒုက္ခသနာပပရဒူရနာအာရဟဏိဒူရနာအာရဟဏိအဲ့ဒီကိုယ်နာကိုကိုယ်နာကိုယ်နာမြတ်စွာဘုရားလက်ထက်က၃ရက်တည်း၃ရက်ဆင်းရတဲ့ဒီဒုက္ခသနာဆိုတော့တော်ပါအခုလိုရဲ့ လေတဲ့နည်းဆိုရယူမှန်ပါတယ်တကယ်ကြီးအဲ့တောင်တော်ကအဲ့လိုလုံသွားတယ်တဲ့ခြေသားတို့အဲ့ဒီတော့မှဖြစ်တဲ့ကတ္တဝံမြတ်စွာဘုရားလည်းလောကမှာပြုလုံးပဲအဲ့ဒီမြတ်စွာဘုရားသာဝကတွေမှာလည်းပဲသိတ္တဘာရဒဝါစာသိတ္တမထေရဒေါရဘာရဒေါရဘာရဒဝါစာမထေရောဟာတက္ကသာဝကတွေပဲတဲ့အခုတော့အဲ့ဒီကတ္တဝံမြတ်စွာဘုရားလည်းပြိဋ္ဌာန်ပြီးသွားပြီသိတ္တဘာရဒဝါစာလည်းပြိဋ္ဌာန်ပြီးသွားပြီ တဲ့လူမျိုးတွေလည်းမရှိပါဘူးကြောက်သွားပြီအဲ့ဒီသူ့ဘက်ကဆိုရင်တောင်းတမယ်ရလည်းကြောက်သွားပြီခြေသားတို့သင်္ခါရဆိုအဲ့လိုမမြဲတာအဲ့တော့ဒီသင်္ခါရပုံမှာမေဘီဒီနိုဝိရိစီတို့ဝိလို့ဖြစ်တော့မျိုးတွေကိုတတ်မကင်းဘူးတော်ရမှုကင်းလို့လွတ်ရအောင်လုပ်ဖို့တော်တော့ပြီတဲ့ဒါဆိုရင်အဲ့ဒါကိုပန်ဒအနေနဲ့ပြောနောက်ဧတရီဘောပါလာဘိကူအိမတ်လာဝေဘောလာပပရာတာခြေသားတို့အခုဟာမှာတော့အဲ့ဒီတောင်းတာ ဝေပုံရဆိုတောင်ဖြစ်လာဖြစ်လာလေတဲ့အဲကြောင့်လူတွေကလည်းမဂရကဘိဝေသမညာဥဒ္ဒဘာလူမျိုးတွေကလည်းမဂရကလူမျိုးအဲ့ဒါကြီးဖြစ်လာလေတဲ့မဂရကနာဘိဝေမနုဿနာအာပကံအာယုဘောအဲ့ဒီလူမျိုးတွေကလည်းသက်တမ်းဟာလည်းပဲအပကံနေအာယုဘောနာသက်တမ်းတူတဲ့ပြိဒံလုံးကနေတယ်အဲ့ဒါလှည့်မြတ်နေတဲ့ယောစီသာဇူလီဘောဝရတရံအပေါ်ပါပြောင်း အကျဉ်းလူတွေအသက်ရှိပါတယ်ဆိုထိုးသူတွေအနှစ်တရားပဲကိုယ်ရင်နည်းနည်းပဲလိုရင်နည်းနည်းပဲမဂ္ဂရကဘုရင်မလုသာဝေပုံလားပေါ့လားအဲ့ဒီဝေပုံလားတော့ဟာဘိုးကောက်ကမြတ်စွာဘုရားလက်ဆက်တုံးက၄ရက်တည်း၄ရက်ဆင်းဘိုးတော်မြတ်စွာဘုရားလက်ဆက်တုံးက၃ရက်တည်း၃ရက်ဆင်းကမ္ဘောမြတ်စွာဘုရားလက်ဆက်တုံးက၂ရက်တည်း၂ရက်ဆင်းဘုရားဘုရားလက်ထက်မှာ၁ရက်တည်း၁ရက်ဆင်းဖို့တော့ကောင်းမှန်ပါဘူးထုတ်တော်ပါတယ်ဘုရားမလို့ဘူးလေဒါကြတဲ့ ်ခက်တာပဲတဲ့မိုးဒင်းလာအရောလေးမိုးဒင်းလာအရောလေးခဏတဲ့ခဏဆင်းမှာတောင်းတာခါတဲ့တစ်ပြေးပြေးနဲ့ကြောက်သွားတဲ့ဟာဟုတရက်တဲ့တရက်ဆင်းတော့မဟုတ်တော့ဘူးဟုတ်ပါဘူးဒါပေါ်မဟုတ်ဘူးတော့အဲ့ဒီအဲ့ဒီကဘောတော့အဲ့ဒီကဝေဘုံကတောင်းတာပဲမလဲ तू ကဒီကအဲ့ဒီပုတ်ကိုကြားဘူးတော့အဲ့တော့ကြည့်တော့တောင်းဘူးသားလေးပဲမှန်ပါဘူးအဲတော့လည်းတက်တက်မှလုံးမသိဘူးလေတောင်းဟုံးတောင်းစားလေးဖြစ်တယ်အဲ့ဒါလုံးဝပြောင်းမှာလက်ခေါ်ပြအလိုတော့ဟုတ်ပါ လုံးဝဒီတောင်းလာမယ်ကိုပြောက်မယ်လူမျိုးမကရကလူမျိုးဆိုတော့ဥစ္စာမရှိတော့ဘူးလက်ဆွဲကလည်းမကရလူမျိုးဟုတ်ပါဘူးမရှိတော့ဘူးအဲ့လိုဖြစ်တယ်ဖြစ်သားတို့အဲ့ဒီမှာဖြစ်တဲ့ကငါဖះလည်းပဲမကြရင်ပြိမ်းပါပြုပဲအဲ့ကမှာဟောကရီကအာဒီသာရိပုတ္တရတို့ဘောပရာလို့လည်းဒါလည်းပြိမ်းပါပြုပဲတဲ့လူတွေရဲ့သက်တမ်းဟာလည်းပဲထိမ့်လို့ထိမ့်လို့ပြောလို့ဆိုလို့မရအောင်အပကံအဲအဲ့ဒါနဲ့ပြိတ္တလုံးပါနဲတဲ့ဖြစ်မှာဘယ်ဆိုရဒီ ဒီဟိုသရပရိယနဲ့ထဲထားတဲ့ဥပါတော်တော်ကြောက်ဖို့ပါ။မှန်ပါရဲ့။အာယောဂနာသတ္တဟာအပကနေတယ်ပြိတ္တာနေတယ်လောကဖျက်မြန်းတယ်။သင်္ခါသတ္တသတ္တရေကိုမရှိတော့ဘူး။မှန်ပါရဲ့။ကိုရောသတ္တဟိုရောနှစ်ပေါင်းနဲ့ဆိုအသက်နှစ်ပေါင်းပြောတယ်။တပေါင်းနဲ့ဟိုတပေါင်းပြောတယ်။ဟုတ်ကဲ့ရာမှာသတ္တကိုမရှိတော့ဘူး။ဥနဲ့ဗျာတရားတော်မှာပေါ့။တရားတော်ပုံနဲ့မြတ်စွာဘုရားပုံနဲ့အချိန်မှာတော့ တရားရာရှိပါတယ်။တရိခါမှာတော့ငငယ်ရရမသိဘူးလားလို့သိတယ်။အဲ့ဒါဖြစ်တော့လဟုကပြိတ္တာ။အဲ့ဒါလဲတယ်ပြောလို့ဆိုလို့မရတော့ဘူး။လဲတဲ့သူဖြစ်တယ်ခြေသားတို့အဲ့ဒါကြောင့်ဘုလိုမိမိသေခါရာအေဝသေခါရာနဲအဲပဒုဝသေခါရာဘိခွေအဲအေဝအနတ္တတိကဘိခွေသက်သာရမရတဲ့ယုံနဲ့သေခါရာပေါ်မှာတွေ့တာဘူးမကောင်းဘူးဒီသေခါရာကဒီလိုကြုံလဲပြီးချုပ်ပြောက်လို့ ပြုခြင်းပြင်မကဲနဲ့ယုံနာတဲ့ခါတော့မှန်ရဲ့ဘယ်တော့မှစိတ်မချမှန်ပါရဲ့ဗျာဒီမှာတရားတော်မပွင့်နေဒီဖျက်လက်ထက်မှာအဲ့လိုမှမဆုံးရောက်ဘူးမှန်ပါရဲ့တော့တရားတော်အောက်ကိုဖျက်မပွင့်ဘူးကွာလူတွေကဒီလိုသင်္ခါရအကြောင်းပြောလို့ဘူးဗျာနားမလဲဘူးလောဘတော်တော်ဘဝအလားအကြီးနေတယ်အဲအဲ့ဒီဥစ္စာတရားတော်အောက်ကိုဖျက်မပွင့်လားလူတွေရက်ဆက်ဖျက်လို့ရဲ့ဒီခေါင်းဆောင်တိုင်းလွတ်မြောက်ပြောဖို့ဆိုတရားကို လုံးဝပရမတ်ကိုလက်ခံလို့ဒီမှာမရဘူးမှန်ပါရဲ့အဲဒါကြောင့်ဘုရားတို့ဒီတရားတော်ဆိုတော့အခုဆိုတော့အနှစ်တရားမှာတစ်နှစ်ဆုံးလာတော့2005ဆိုတော့25နှစ်ဆုံးသွားတယ်အဲတော့ဒီတရားတော်မှာအသက်85နှစ်ဆိုတော့တက်တော့ကိုမှန်ပါရဲ့တောင်းလို့အဲတော့ဆရာတို့ဆိုလျာသက်တော့ဆုံးတော့လုံးနေလုံးတော့ပြောလို့မရအဲတော့ချွတ်မတရားမခက်ဘူးဒါကြောင့်အဲ့ဒီအချိန်ခါကိုကြည့်ပြီးတော့ ဒီပြမရနိုင်နဲ့မသိနိုင်တဲ့ခါမျိုးဖြစ်တာဟုတ်ပါဘူးပရပတ်တွေအားနဲ့လာတော့တော့တကယ်တရားလုံလောင်းအဲဝိပဿနာလုံလောင်းအဖြစ်သတိဆောင်လုံလောင်းအဖြစ်ဆိုတော့တော့ရတော့ဓမ္မနုပဿနာကိုသတိဆောင်အဖြစ်ကိုတခါထုတ်လို့ရတော့ဒါရိုက်ဆိုတယ်မျိုးပြမှန်ပါလားဒီပြဆိုတော့မလိုတော့ဘူးကျောကိုင်းလေယူတယ်မှားတယ်သွားတယ်စားတယ်တော့တယ်အဲ့ဓာရီနဲ့သတိလုံလောင်းနဲ့ဖြူဖို့တော့အားကြီးနေလားမှန်ပါလားဒါတို့ကတရားတို့သတိဆောင်၄ပါးဆုံးကိုလေ့လာပြီးတော့ လေးလာပြီးတော့မှတခုတည်းကိုဟိုလာကြီးပြောလို့ကိုမာလကအင်းလေးနဲ့ကိုကင်ထားတာမဟုတ်ဘူးလေအခုတတိယလေးပါလို့လေးလာပြီးတော့ကိုနဲ့တော်တဲ့တက်တော်မတတိယကအားထုတ်တယ်ဆိုတာအောင်းဆုံးပါအဲ့တော့ဟိုကာယဝန္ဒစိတ်ဓာတ်လို့တတိယခြေကမှပြဉ္ညာနဲ့ရင်းနေတဲ့ဥသောမလုပ်ပါဘဲနဲ့ပရမတ္ထာရိစုရဲ့နည်းလားခန္ဓာဝေဒောတရားမှောင်အမှန်တိုင်းသိအောင်လို့ကိုယ်ခန္ဓာရဲ့သဘောကိုသိနိုင်တဲ့အလုံးနဲ့သိနေရဲ့ ။ဒါနေရင်ထိုင်ပေါ်လာဆိုင်တော့ဟိုးပြီးပြီ။ဟုတ်ပါပြီ။အဲ့ဒါလေးတတိမပြောင်းပြီးဟောသာသနာနောက်ပိုင်းဒီတရားတွေအမှန်တရားတွေထုတ်လာတဲ့အပိုင်းမှာတော့ကိုဒီဥစ္စာရထားတာနေရင်ထိုင်ရင်လည်းငုံဘူးဟောပုံနိုင်တဲ့အလုပ်ကိုပြထားတဲ့အတိုင်းအဲ့ဒီလိုရှိလို့ပြောရင်တော့ငါတို့သာသနာနောက်ပိုင်းမှာလည်းမျက်စောရပါတော့တဲ့သူ့ရဲ့ရှင်နောက်အပေကပိတ်တယ်လို့တော့လည်းလို့ဒီလိုပိတ်တော့မှန်ပါလားအဲတော့သာသနာကျွယ်ပသွားပြီဆိုအပေကပိတ်ဖို့တော့ လူကမရှိတော့ဘူး။ဟုတ်တယ်လူကဆယ်ရှားရှိသေးတယ်ကွ။အဲ့ဒါကသူကအားထုတ်ဖို့တခါရှိသေးတယ်ကြောင်ပေါ်ပြီးတော့ဒီလူကနားလေတဲ့နားလေကိုလေ့ကျင့်တာကိုများများပြီးပြညာယူပြီးတော့ကိုယ်ခန္ဓာမှာကိုယ်သိရမယ်လောက်အောင်မဥစ္စာကဒါပါပဲလို့အဲ့ဒါအာဝဏ္ဏကြီးသူပါအောင်အဲ့